ဆိုပြတဲ့စင်နဲ့လက်ထပ်လိုက်တဲ့တားဖြစ်သူဟင်းဝင်ရံပေါ်မှာနှမျောချောင်းပြောလိုက်တဲ့ဟင်းဝင်ရံအမေတော်ဆန်းဆန်းဝင်းပြည်သက်များအားလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဆိုဗီယက်သင်းကိုလက်ထပ်လိုက်တဲ့ဟိဝီယန်နဲ့ချွေးမဖြစ်သူဆိုဗီယက်သင်းအပေါ်မှာမထင်မတဲ့စကားပြောခဲ့ရကဟိဝီယန်ရဲ့အမေတော်ဆန်းဆန်းဝင်းမှဒီအပိုင်းတွင်းမှာတော့မင်းသားဟိဝီယန်နဲ့မင်းသမီးဆိုဗီယက်သင်းတို့နှစ်ဦးရဲ့မော်ဘီမျိုးသဲဖြူတော်ရဓမ္မရိပ်သာမှာပြုလုပ်ခဲ့တဲ့မင်္ဂလာဦးစွန်ချွေးပွဲပုံရိပ်တွေကလည်းဆိုရှယ်မီဒီယာပေါ်မှာတကယ်ကိုပြန့်နှံ့နေခဲ့ပါတယ်ဒီဝင်းလေးဟာနှစ်ဖက်မိဘဆွေမျိုးတွေရင်းနေတဲ့မိတ်ဆွေတွေနဲ့အတူအေးအေးချမ်းချမ်းစက်တည်ရေမင်္ဂလာအဖြစ်နဲ့ကျင်းပခဲ့ရပါ သူတို့သမီးလေးဆိုပြတဲ့ဇင်အလောက်သူ့ရဲ့မြန်မာဝတ်ဆောင် fashion design နဲ့အဲဝရန်တို့မိသားစုကချစ်ခင်မြန်နှုံးစွာဆင်မြန်းပေးထားတဲ့တန်ဖိုးကြီးရတနာတွေကတော့ပြောစရာမလိုအောင်လိုက်ဖက်ညီပြီးတော့အားလုံးကကြည်ကျွနေကြပါတယ်။ ဒါပေမဲ့ဒီလိုမျိုးအားလုံးကပီတိတွေဖြာပြီးတော့ကြည်နူးနေကြတဲ့အချိန်မှာမီဒီယာတွေနဲ့တွေးဆတဲ့အခိုက်အတန့်လေးတစ်ခုကပရိသတ်တွေကိုတော်တော်လေးအာရုံစိုက်မိသွားစေခဲ့ပါတယ်။အဲ့ဒါကတော့သရိုသာဟင်းဝင်ရဲ့မိမိဒေါ်ဆန်းဆန်းဝင်းပြောထားတဲ့အဲ့ဒါကတော့သရိုသာဟင်းဝင်ရဲ့မိမိဒေါ်ဆန်းဆန်းဝင်းပြောထားတဲ့စကားတစ်ခွန်းကြောင့်ပါပဲ။မီဒီယာတွေကမင်္ဂလာပွဲရဲ့ခန်းစားချက်ကိုမေးမြန်းတဲ့အခါမှာဒေါ်ဆန်းဆန်းဝင်းကဝမ်းသာပါတယ်လို့ဖြေရမယ့်အစားတားလေးအတွက်ဝမ်းနေမိတယ်လို့ဖြေလိုက်တာပါ။ ဒီစကားကိုကြားလိုက်ရတဲ့ချိန်မှာပွဲတက်လာတဲ့သူတွေရောပရိသတ်တွေကပါတစ်ချက်အံ့အားသင့်သွားခဲ့ကြပါတယ်။ဟွန်းချွေးမလောင်ကိုသဘောမတူလို့လားတခုခုအစင်မပြေတာရှိနေလို့လားဆိုပြီးတော့အထင်ကြီးမျိုးမျိုးပြီးခဲ့ကြပါရယ်။ဒါပေမဲ့မေမေတော်ဆန်းဆန်းဝင်းကချက်ချင်းပဲအဲ့ဒီဝန်းနေတယ်ဆိုတဲ့ဇကားရဲ့နောက်ွယ်ကအတိတ်ပဲကိုရှင်းပြခဲ့ပါရယ်။ဒါကမကြေနပ်လို့ဝန်းနေတာသဘောမတူလို့ဝန်းနေတာမဟုတ်ပါဘူး။ဒါကဝန်းတာဝန်းနေဖြစ်ရတဲ့ခံစားချက်ပါ။ဒေါ်ဆန်းဆန်းဝင်းမှာအသားသမီးလေးယောက်ရှိတဲ့အနေနဲ့ ဟင်းဝင်းရန်ကတတိယမြောက်မင်္ဂလာဆောင်နဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီတတိယမြောက်မင်္ဂလာပွဲဟာသူမအတွက်ဝမ်းနည်းရဆုံးလို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ဟင်းဝင်းရန်ကသားသမီးလေးယောက်ထဲမှာအလိမ်မာဆုံးသားလေးဖြစ်နေလို့ပေါ့။မွေးဖွားလာကလေးကလည်းထူးခြားတဲ့နမိတ်လက္ခဏာတွေနဲ့မွေးဖွားလာခဲ့သူဖြစ်ပြီးတော့အမေဖြစ်သူနဲ့အမြဲတမ်းအတူတူရှိနေပြီးရဲ့သားလေးဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုအမြင်နဲ့ကိုအနားမှာရှိနေရဲ့ကိုရဲ့ရင်ဝင်းနဲ့လွှမ်းခြုံထားရတဲ့အလိုလိုက်ရဆုံးအလိမ်မာဆုံးသားရတနာလေးကိုတခြားတယောက်ရဲ့လက်ထဲမှာလွှဲအပ်လိုက်ရပြီဖြစ်တဲ့အတွက်မိခင်တယောက်ရဲ့နှလုံးသားတွေကဖြစ်ပေါ်လာတဲ့နှမျောစိတ်ကြောင့်ဝမ်းနည်းမိရလို့ရှင်းပြခဲ့ပါတယ်။တစ်ဖက်မှာဝမ်းနည်းနှမျောမိပေမဲ့တစ်ဖက်မှာလည်းဘာကြောင့်ဝမ်းသာရလဲဆိုတာကိုဒေါ်စန်းစောင်းဝင်းကဆက်ပြောပါတယ်။ သူမရဲ့ချစ်ဆုံးအလေးမဆုံးသားလေးကိုလက်တွဲခွင့်ရတဲ့သူကဆိုပြတဲ့စဉ်လို့လိမ္မာရင်ချပြီးတော့ဥဆောင်မှုပေးနိုင်မဲ့ချွေးမကောင်လေးဖြစ်နေလို့ပါကိုသားကိုစိတ်ချလက်ချအနှံ့နိုင်တဲ့ချွေးမမျိုးကိုရလိုက်တဲ့အတွက်အတိုင်းမသိဝမ်းသာပီတိဖြစ်တယ်လို့ဆိုပါရယ်။ဒါကသားဖြစ်သူကိုနှမျောတဲ့စိတ်ရောချွေးမကောင်ရလို့ဝမ်းသာတဲ့စိတ်ရောနှစ်ခုရောထွေးနေတဲ့မိခင်တယောက်ရဲ့အနှက်ဆိုင်ဆုံးမြတ်တာတရားပါပဲ။အတို့ချုပ်ပြောရရင်တော့ငါရဲ့အလိမ္မာဆုံး နှမျောဆုံးသားလေးကိုမင်းလက်ထဲကိုထည့်လိုက်ပြီးသူကအကြည့်ကင်းပြီးတော့လိမ်မာတဲ့ကလေးဖြစ်လို့သူ့ကိုကောင်းကောင်းဆုံးရှောက်ပါဆိုတဲ့အထိပ်ပဲပါဒေါ်စန်းစန်းဝင်းကတော့သားဖြစ်သူဟင်းဝင်းရံကိုဘာပဲဖြစ်ဖြစ်သားလေးဟာအကြည့်ကင်းပြီးတော့လိမ်မာတဲ့သားလေးလို့ထက်ခါတလဲလဲတုံ့နှုံခဲ့ပြီးတော့ဘဝတစ်ချောင်းလုံးပျော်ရွှင်ချမ်းမြေ့ဖို့ဆုတောင်းပေးနေပါတယ်နောက်ပြီးတော့အရေးကြီးဆုံးဆုတောင်းတစ်ခုကသားတယောက်သမီးတယောက်မြင်မြန်လေးယူပြီးတော့မြေးချီရဖို့အတွက်ကိုလည်းဆုတောင်းပေးနေကြောင်းမီဒီယာတွေကနေတဆင့်ပြောကြားသွားပါတယ် ပရိသတ်ကြီးတို့ရောကြီးကြီးတက်ချမ်းသာတယ်ဆိုတဲ့နောက်ကွယ်မှာဒီလိုမျိုးမိခင်နဲ့သားဖြစ်သူကြားကတန်ရုံးစဉ်နဲ့နဲ့ရှမ်းရှမ်းကိုကြားရတဲ့အခါဘလို့ခံစားရပါသလဲကိုရဲ့အလိမ်မာဆုံးသားလေးကိုချွေးမကောင်တယောက်လက်ထဲထည့်လိုက်ရလို့ဝမ်းသာဝမ်းနဲ့ဖြစ်ရတဲ့မိခင်တယောက်ရဲ့ဒီခံစားချက်ကိုနားလည်ပေးနိုင်ကြမယ်လို့ထင်ပါတယ်။ဟိဝင်ရဲ့ဆိုပြည့်သင်တို့ဆောင်တဲ့အတွက်ဆူတောင်းစကားလေးတွေနဲ့တူမိခင်တယောက်ရဲ့မြတ်တာတရားတွေပေါ်မှာအမြင်လေးတွေကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။